မင်္ဂလာပါခင်ဗျရှောင်းခိတကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်နေပြီးတော့စီယုံကျုံတဲ့အေလာလီတက်ကို UNGPD ရဲ့အထူးတပ်ဖွဲ့တွေကနေ drone အစီးရေများစွာနဲ့တိုက်ခိုက်မှုအတွင်းအေလာလီတက်လေရင်ပြေလည်ထိခိုက်တဆီသွားပြီးလီတက်မှာဂျမ်မာတက်ထားပေမဲ့ drone တွေကဖြတ်ကျော်နိုင်ခဲ့တဲ့အပြင်လီတက်တဂျမ်မန်တက်ဆောက်လုပ်မှုပါရက်ဆိုင်လိုက်ရပြီးစီယုံကျုံကခန်းမဆောင်တစ်ခုနဲ့ drone မုံထိပြီးပျက်စီးသွားတယ်ဆိုပါတယ် မကွေးတိုင်းပေါ့မြို့နယ်ကအချက်ဖတ်စကောင်းစီတက်ဆွဲထရ6ခုပင်မဓာအခွဲပြက်စစ်ရုံနဲ့စစ်တပ်ကင်းမုံကိုတော်လန်ရင်တပ်တွေကနေ drone တွေ rocket တွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ရမှာစေကောင်းစီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကပ္ပစ24စက်ယုံလုပ်ငန်းလေပတ်မှုတွေရက်ဆိုင်သွားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ နေပြီးတော့စီယုံကျုံတဲ့အေလာလီတက်ကို UNG PDF အထူးတပ်ဖွဲ့တွေကနေဒီကနေ့မှပဲ drone အစီးရေများစွာနဲ့တိုက်ခိုက်မှုအတွင်းအေလာလီတက်လေရင်ပြေးလန်းထိခိုက်ပျက်စီးသွားပြီးလီတက်မှာဂျန်မာရီတက်ထပ်ပေမဲ့ drone တွေကဖျက်ချော်နိုင်ခဲ့တဲ့အပြင်လီတက်တကြံမန်တဆောက်လုပ်မှုပါရက်ဆိုင်လိုက်ရပြီးစီယုံကျုံကခမ်းမဆောင်တစ်ခုလဲ drone ဘုံထိပြီးပျက်စီးသွားတယ်လို့သိရပါတယ်ဒီကနေ့ဧပြီလ၄ရက်နေ့မှာပဲနေပြီးတော့စီယုံကျုံနဲ့အေလာလီတက်ကို drone အစီးရေများစွာနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အီလာလေတက်လေရင်ပြေးလန်းထိခိုက်ပျက်စီးသွားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုအတီးပြုတ်ပြောထားပါတယ်အဲ့ဒီလေတက်နဲ့လေစိတ်တွေမှာစစ်ကောင်စီဘက်ကဂျမ်မာတွေတက်ထားပြီးမဲ့ PDF တပ်ဖွဲ့တွေရဲ့ drone တွေကဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့တယ်လို့လည်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်အမျိုးသားညီညွတ်အစိုးရ UNG ကာကွယ်ရေးဝန်ကြီးဌာနကလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ရုံးချုပ်ကကကြီးတရှိရနေပြီးတော့နဲ့အီလာလေတက်ကို drone စီးရင်များစွာနဲ့တပြိုင်နက်တည်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကထိကိုက်မှုတွေရှိတယ်လို့လည်းဆိုထားပါတယ်။အဲဒီစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးတပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေကနေထိုးပေါက်တက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ရန်ကုန်ခေတ္တရဲ့စစ်ရေးတည်င်းအရင်းမြစ်ကလည်းနေပြည်တော်အေလာလီဒတ်ထက်ကို PDF တပ်ဖွဲ့ရဲ့အသေးခံ drone 6စီးကျရောက်ခဲ့ပြီးတော့လင်းရင်ပြေးလန်ထိကိုက်ခဲ့တဲ့အတွက်လင်းရင်အတက်အစင်းယာယီရက်ဆိုင်လက်ရတယ်လို့လည်းဆိုထားပါတယ်။ဒါပြင်လက်ရှိနေပြည်တော်လီဒတ်က the german တဲ့အကြီးစားစောက်လုံနေမှုကိုလည်း ဒရုန်းဘုံတွေကြာရောက်မှုကြောင့်ရက်ဆိုင်လိုက်ရပြီးတော့နေပြီးတော့လေတက်နဲ့လေစိတ်တွေမှဂျမ်မာတွေတထားပြီမဲ့အသေးကန်ဒရုန်းတွေကိုတားဆီးနိုင်ခြင်းမရှိပဲဝင်ရောက်ဘုံကျဲခံရတာဖြစ်တယ်လို့တစ်ဖက်ကနေပြီးတော့စစ်ရုံးမှရှိတဲ့ခမ်းမဆောင်တစ်ခုလဲဒရုန်းဘုံထိမှန်ပျက်စီးထားတယ်လို့သိရပါတယ်ခင်ဗျာတဆက်ထဲမှာပဲနေပြီးတော့လေစိတ်နဲ့စစ်ရုံးချုပ်အတွင်းကိုဒီကနေ့မှာပဲဒရုန်းခုနှစ်ဆင်းပြန်တန်းဝင်ရောက်လာတယ်လို့စစ်ကောင်စီကဝန်ခံထားပြီမဲ့ပြစ်ချနိုင်ခဲ့တယ်ဆိုပြီးလိန်လဲသတင်းထုတ်ပြန်ထားပါတယ် ဒီကနေ့ဧပြီလ၄ရက်နေ့မနက်၁၀နာရီခွဲလောက်မှာပဲနေပြည်တော်တွင်းကို drone တွေဝင်ရောက်လာပြီးနေပြည်တော်စစ်ရုံးချုပ်နဲ့ဧလာလီတက်အတွင်းမှာကြားရောက်ပတ်ခွဲခဲ့သလိုအခင်းဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီကစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတော့နေပြည်တော်လေစိတ်နဲ့ဧလာလီတက်လေရင်အတက်အဆင့်ကိုပါပိတ်ထားခဲ့တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကသတင်းထုတ်ပြန်တဲ့အခါမှာတော့နေပြည်တော်လေစိတ်ကို drone လေစိနေပြည်တော်ဇေယသီရိမြို့နဲ့အတွင်းကို drone ၃စီးဝင်ရောက်လာတဲ့အတွက် တို့အနေနဲ့ပြစ်ချနိုင်ခဲ့တယ်ဆိုပြီးလိန်လေတဲ့ဒင်းထုတ်ပြန်လာပါတယ်။ဒါနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကပြစ်ချတယ်ဆိုရင်လေစိတ်ထဲတောင်ရောက်ပြီးပောက်ကွဲစရာမရှိတဲ့ပြင်အခုကလင်းရင်ပြေးလန်းရော့စစ်ရုံးချုပ်ကခမ်းမဆောင်မှာဒရုန်းပုံထိပ်ပြီးပျက်စီးထားတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခစ်တက်ကိုပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာလည်း နေပြည်တော်တကုံမြို့နယ်ကမြို့မရက်စကန်ကိုလည်းတော်လန်ရစ်တပ်တွေကဘုံခွဲတိုက်ခတ်ခဲ့တယ်လို့နေပြည်တော်စစ်တောင်းမြို့ပြပျောက်ကြားအဖွဲ့ခေါင်းဆောင်ဇင်ယော်ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ဧပြီလ2ရက်နေ့မနက်အစောပိုင်းကပဲနေပြည်တော်တကုံမြို့မှာရက်စကန်ကိုတော်လန်ရစ်တပ်တွေကနေဘုံခွဲတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်ဘုံပေါက်ကွဲမှုကြောင့်ရက်စကန်ဒဲမှာထိခိုက်မှုတွေရှိသွားတယ်လို့အတိအကျကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့နေပြည်တော်စစ်တောင်းမြို့ပြပျောက်ကြားအဖွဲ့ခေါင်းဆောင်ဇင်ယော်ကပြောထားပါတယ်ခင်ဗျ။ဒီတစ်ခါ မကွေးတိုင်းဘက်မှာလေပေါမျိုးနယ်ကအကြံဖက်စစ်ကောင်စီတက်ဆွဲထရာချောင်းကူပင်မဒါဟာကွဲလျက်စစ်ယုံနယ်စစ်တပ်ကင်းမုံကိုတော်လန်ရစ်တပ်တွေကနေ drone တွေ rocket တွေနဲ့ဇက်တိုက်ပုံချဲပစ်ခတ်တိုက်ခတ်ရမှာစစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ကပ္ပဆာ24စက်ယုံလုပ်ငန်းလေပတ်မှုတွေရက်ဆိုင်သွားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဧပြီလ4ရက်နေ့မနေ့အစောပိုင်းမှာပဲပေါမျိုးနယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီတက်ဆွဲထရာချောင်းကူပင်မဒါအခွဲလျက်စစ်ယုံနယ် ကင်းမုံယူထားတဲ့စစ်သားတွေကိုမြိုင်ပကဖနဲ့ပေါ့မြို့နဲ့ပကဖတပ်ဖွဲ့တွေကနေ drone တွေ rocket တွေနဲ့ဇက်တိုက်ဘုံကျဲပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီဘက်ကထိကိုက်ပျက်စီးမှုတွေတော်တော်များသွားတဲ့အပြင်စစ်လက်နဲ့ပျက်စီးထုတ်လုပ်တဲ့ကပ္ပဆာ24စက်ယုံလုပ်ငန်းတွေပါရက်ဆိုင်သွားတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။အခုတခါတင်းသာရီတိုင်းဘက်မှာတော့လောင်လုံးမျိုးနဲ့ကြောင်နီမော်ဂျေးရွာကအကြမ်းဖက်စစ်ကောင်စီတက်ဆွဲထရာစီမံကိန်းဟောင်းနဲ့ ဖျားတောင်ပေါ်ကစစ်သားတွေကိုတော်လန်ရေးတပ်တွေကနေ drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းစေကောင်စီတပ်သား၃ဦးသေသွားပြန်ပြီလို့ຫນွေဦးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဧပြီလ3ရက်နေ့ဖြစ်တဲ့မနေ့ကအပါဝင်မတ်လ26ရက်နေ့နဲ့29ရက်နေ့တွေမှာပါလောင်လုံးမြို့နယ်ကကြောင်နီမော်ကျေးရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်ဆွဲထားရာစီမံကိန်းဟောင်းနဲ့ဖျားတံမော်ကစစ်သားတွေကိုနေဦးပြောက်ကြား drone ဖွဲ့ကနေအကြိမ်ကြိမ် drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သားပုံကတော့အသီးသီးသေးကုန်ကြတဲ့အပြင်နောက်ထပ်မသေးသေးပဲဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ຫນွေဥပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျဒီတစ်ခါဘကိုးတိုင်းဘက်မှာတော့အုပ်ဖို့မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတက်ဆွဲထားတဲ့တင်းဝါချောင်းဂျေးရွာကပြူစော်တီနိုင်ကြီးဆိုသူပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားပြီလို့တာယာဝတီ KNPDF ပြည့်တာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဧပြီလ၁ရက်နေ့က ။အုပ်ဖို့မျိုးနဲ့တင်ဝါချောင်းကြေးပေါ်မှာတဆွဲထားတဲ့အကျန်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးသတင်းပေးလုံနေတယ်။ပြူစော်တီ 9G ဆိုသူကိုမိုးညိုမျိုးနဲ့ပြည်သူကာကွယ်ရေးအဖွဲ့ကနေပြစ်ခတ်ရှင်းလင်းရမှာ။နေရာမှာပဲမှောက်ရကြီးနဲ့ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေ။အဲ့ဒီပြူစော်တီ 9G ဆိုသူဟာအကျန်းဖက်စစ်တပ်နဲ့အကြီးကျယ်ပူးပေါင်းနေတဲ့သူဖြစ်ပြီးဒေါ်လာရင်းရေပေါ်တွေရဲ့သတင်းကိုစုံစမ်းပြီးတော့စစ်တပ်အတွက်အာဂျိုမန်တက်သတင်းပေးလုံနေသူဖြစ်တယ်လို့ ်အခုတော့သေပြီလို့တာယာဝတီခရိုင် PDF ပြတာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ